မင်္ဂလာပါယူကရိန်းပြည်သူတွေကိုဒုက္ခပေးနေတဲ့ရုရှားဘုံကျဲလေယာဉ်တွေကိုဒရုန်းသုံးပြီးခြေမုံပြခဲ့တဲ့ပင့်ကူအိမ်စစ်စင်ကြီးဟာမြမတော်လိုင်းရဲ့အတွက်နီးမီစရာဖြစ်လာပါတယ်တထထဲပုံတူကူးလို့မရပါဘဲဘလို့တွေးခေါ်ပြီးတော့ဘလို့စီစဉ်ခဲ့တယ်လဲဘလို့အကောင့်ထဲပေါ်ခဲ့တယ်လဲဆိုတာတင်နကဗျူဟာလေးလာစရာတာတကားတစ်ခုဖြစ်လာပါတယ်ဒါကြောင့်ဒီစစ်စင်ကြီးကိုဘလို့အကောင့်ထဲပေါ်ခဲ့တယ်လဲတကယ်ရောထိခေါက်မှုရှိသလားဆိုတာရုပ်တံမြင်ကွင်းတွေဂျရုဓာတ်ပုံတွေ မြေပုံတွေနဲ့ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ယူကရိန်းပြောသလိုမထိပါဘူးလို့မော်စကိုတိလှမ်းမနေသူတွေညင်းမရနိုင်နဲ့ဂျရုဓာတ်ပုံကိုအရင်ပြသပေးပါမယ်ဒီမှာကြည့်ရင်ဒါ TU95 တွေတော့ပျက်စီးသွားတဲ့ဂျရုဓာတ်ပုံမြင်ကွင်းဖြစ်ပါတယ်ဒါအမ်ဘရာကရိုက်ကူးထားတဲ့ဂျရုဓာတ်ပုံ ဖြစ်ပါတယ်ဒီမှာဆိုတော့ TU22 M3 ပျက်စီးနေတာကိုမြင်ရမှာဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ10ရက်နေ့မှာ ရုရှားနိုင်ငံရှေ့တန်းစစ်မျက်နှာကနေမိုင်းထောင်ကြီးဝေးတဲ့လေရစခန်းတွေအနီးမှာ drone တွေတုတ်တမကြီးပြန်ဝဲတက်လာပါတယ်။အရေးပေါ်အချက်ပေးတန်နေစူညံနေချိန်မှာတော့ခမားတို့ရဲ့ထိတ်တန်းအစစ်မြစ်ဘုံကျဲလေရင်ကြီးတွေမေဟုံတောက်နေကြပြီဖြစ်ပါတယ်။ဒါဒါ drone ကနေတိုက်ရိုက်ရကူးထားတဲ့အပုံဖြစ်ပါတယ်။ပင်ကိုရင်စစ်စင်ရေးလို့နာမည်ပေးထားတဲ့ယူကရိန်းရဲ့ drone စစ်ပွဲကိုရုရှားနိုင်ငံရဲ့မတူညီတဲ့တိုင်းစုံတွေမှာ တစ်ချိန်နဲ့ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ရုရှားဒေသ၅ခုမှာတိုက်ခိုက်ခံရပြီမဲ့ဒေသ၂ခုမှာပဲလေရင်တွေထိခိုက်မှုရှိရလို့ရုရှားကာကွယ်ဝန်ကြီးဌာနကအတည်ပြုပါတယ်။လေးခုသာစစ်စင်အကောင့်ထဲပေါ်နိုင်ခဲ့တာကြောင့်ဒီပုံမှာတော့နေရာ၄ခုပဲပြထားပြီးပါတယ်။ယူကရိန်းဒီစစ်စင်ရာပြင်ဆင်ချိန်၁၈လကြာခဲ့ပြီးတော့ဒရုန်း၁၁၈စင်းသုံးခဲ့လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကပြောပါရယ် ဒီစစ်စင်မှာရုရှားစစ်လေယာဉ်အထူးသဖြင့်ဘုံကျဲလေယာဉ်40ဒဇီးထိဖျက်ဆီးနိုင်ခဲ့လို့ယူကရိန်းဘက်ကထုတ်ပြန်ပေမဲ့လုံးဝပျက်စီးသွားတာကတော့73စီး74စီးဝန်းကျင်မှာရှိမယ်လို့ခန့်မှန်းကြပါတယ်။ဆုံးရှုံးမှုပမာဏကတော့အမေရိကန်ဒေါ်လာ9ဘီလီယံလောက်ထိရှိမယ်လို့လည်းခန့်မှန်းထားပါတယ်။ရုရှားရဲ့မဟာဗျူဟာလေတဲ့အင်အား3ဘုံတစ်ဘုံပျက်စီးတယ်လို့ခန့်မှန်းချက်တွေကဖော်ပြပါတယ်။ drone တွေကိုရုရှားနိုင်ငံထဲကိုလားနဲ့ခြီးပြီးတော့ကြိုခိုးသွင်းထားတာ ဖြစ်ပါတယ်။ကုံတက်တာပုံစံမျိုးတည်ယူတက်ဆင်နိုင်တဲ့တက်သားအင်တွေခေါင်မိုးတွေအောက်အန်ဝတ်လိုဖြစ်နေတဲ့နေရာမှာ drone တွေကိုဟွက်ထားခဲ့တာဖြစ်ပါတယ်။ပြီးတော့မှရုရှားရင်မောင်းတွေကိုပဲအဲ့ဒီတက်တာအင်တွေကိုကုံကားတွေနဲ့တည်ပြီးတော့လေဒါစခန်းတွေနားကိုမောင်းသွားခိုင်းခဲ့တာဖြစ်ပါတယ်။ရင်မောင်းတွေကိုယ်တိုင်ရိုးရိုးကုံတက်တာတွေလို့ပဲယူဆခဲ့ကြတာပါ။စီးပွားရေးလုပ်ငန်းရှင်တွေကသူတို့ကိုငှားတာဖြစ်ပြီးတော့လေစိန်နားကစီဆိုင်လိုနေရာတွေ မြေကွက်လက်တွေမှာခဏရက်ခိုင်းထားပြီးတော့ဘယ်ဆက်ပို့ရမယ်ဆိုရင်ညွှန်ကြားချက်စောင့်ခိုင်းထားတာလို့ဒရိုက်ဘာတွေကရုရှားမီဒီယာတွေကိုပြန်ပြောပြပါတယ်။သူတို့ရက်ဆောင်နေတော့မှာပဲတစ်တားရင်အမိုးတွေပွင့်လာပြီးတော့အထက်ကဒရုန်းတွေထွက်လာဖြစ်ပါတယ်။ဒါဗီဒီယိုကနေပြီးတော့ပုံသေးပြောက်ွက်နဲ့ပြထားတာဖြစ်ပါတယ်။ဒီလိုမျိုးကုံကားရဲ့အပေါ့အမိုးကပွင့်ကြွားသွားပြီးတော့အထက်ကဒရုန်းတွေထွက်လာဖြစ်ပါတယ်။စုပေါင်းဒီလိုမျိုးတကန့်တကန့်မှာဒရုန်း36စင်းထိပါတယ်လို့ဆိုပါတယ် ဒီစစ်စင်ရေးမှာယူကရိန်းဘက်က quadcopter လို့ခေါ်တဲ့ပံကာ၄ခုပါတဲ့ drone တွေတုံးသွားခဲ့ပါတယ်။ရှေ့မှာကင်မရာတက်ထားတာကြောင့်ကိုယ်တိုင်လိုက်ပါစီးနင်းသလိုမြင်ရနိုင်တဲ့ first person view FPV drone အမျိုးအစားဖြစ်ပြီးတော့ဘုံတက်ထားတယ်လို့ယူဆရပါတယ်။ထူးခြားချက်ကတော့ဂျိုရုဒါမှမဟုတ် internet ကနေချိတ်ဆက်ပြီးတော့မောင်းနေတာဖြစ်နိုင်တယ်လို့ပညာရှင်တွေရဲ့ယူဆချက်ဖြစ်ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒီ drone 138စင်းစလုံးကိုပိုင်လော့တယောက်ချင်းစီကထိမ့်ချုပ်တယ်လို့ဆိုပါတယ်။ TU95 TU22 နဲ့ TU160 တွေအပါအဝင်နျူကလ িয়ার လက်နက်တွေပါတယ်ဆောင်ပြစ်လွတ်နိုင်တဲ့ရုရှားဘုံကျဲလေရင်တွေထိခိုက်ပျက်စီးခဲ့ပါတယ်ဒီလေရင်တွေဟာတုံးဆွဲနေပေမဲ့ဆက်လက်ထုတ်လုပ်တာမျိုးမရှိတော့တဲ့အတွက်အစားထုတ်ဖို့မဖြစ်နိုင်တော့ပါပဲပြီးခဲ့တဲ့အပတ်ထိယူကရိန်းကိုတိုက်ခိုက်နေတဲ့ဒီဘုံကျဲလေရင်တိုင်းဟာပယ်ထိန်ဒုံးကြီးရှစ်စင်းတယ်နိုင်ပြီးတော့အဲ့ဒီဒုံးကြီးဒဇင်းချင်းစီဟာ400ကီလိုဂရမ်ထိလေးတဲ့ထိပ်ဖူးတွေတက်ဆင်နိုင်ပါတယ် A50 ထောက်လိုင်းရဲ့ကိုကဲလေနေလဲထိခိုက်တယ်လို့ဆိုပေမဲ့အတီမပြုတ်နိုင်ပါဘူးမြန်မာစစ်ကောင်စီဟာလဲလေကြောင်းအားသာမှုကသာအရန်မိခိုနေရတာဖြစ်ပါတယ် Jet 130တို့ K8 တို့ FTC 2000G တို့လို့လေနေ MI 17 MI 35တို့လို့ရဟတ်ရင်တွေဟာမကွေးနေပြီးတော့တရက်ဦးမှော်ပြီးစတဲ့ Leader Scan တွေကိုမိခိုနေရတာဖြစ်ပါတယ်ယူကရိန်းက3နဲ့ drone မျိုးဟာ ဒဇင်းမှာဒေါ်လာ900လောက်ပဲကျတဲ့တယ်လို့ဆိုပါတယ်။ရက်130ဒဇင်းကိုဒေါ်လာ15သန်းလောက်တန်ပါတယ်။အချိုးမညီစစ်ပွဲတစ်ခုမှာ drone တွေဟာစစ်မြေပြင်ကိုညီမျှသွားစေပါတယ်။မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေဟာယူကရိန်းသားတွေလိုပဲအလားတူစ조사နေတာဖြစ်ပါတယ်။အခုတက်ပို့ပြီးတော့အင်အားကောင်းအောင်ပို့ထုတ်လုပ်နိုင်အောင် pilot တွေမွေးထုတ်နိုင်အောင်ဝိုင်းဝန်းပံ့ပိုးကြဖို့လိုအပ်နေပါတယ်။ ဒီနေရာမှာဘလောက်ဖြတ်စည်းနိုင်တယ်လဲဆိုတာတဲ့စိတ်သက်စစ်စင်ကြီးကပိုအဓိကကြပါတယ်စစ်ကောင်စီရဲ့လင်ကွင်းတွေစစ်လက်နက်စက်ရုံတွေစစ်တိုင်းဌာနချုပ်တွေစစ်တပ်ကလူနဲ့တင်တန်းကြောင်းတွေဘရောမှမလုံးကြုံအောင်ဖန်တီးနိုင်စွာ drone တွေမှာရှိနေပါတယ်ရုရှားရဲ့ဘယ်လာရာအိုလန်ညာအိုင်ဗန်နိုဗာလေးတဲ့စခန်းတွေလို့ဖြစ်လာမလားလို့တရဦးရှမ်းတဲ့မိတ္တိလာလေးတဲ့စခန်းတွေကိုမြင်အောင်ကြည့်နိုင်ပါတယ် drone ဆိုတာ လက်နက်တက်တက်မဟုတ်တော့ပါဘူးလွန်မြောက်မှုစီကိုပြန်တမ်းဖို့အတွက်တောင်းပန်နေဖြစ်ပါတယ်ပင်းကူစစ်စင်ရေးတုံးသက်ချက်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကဘာနဲ့မြန်မာနောက်ဆုံးရသတင်းတွေကို DVB website Facebook နဲ့ YouTube channel တွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်စိုင်းခင်နေပါ